ခံနာမှုအောင်မြင်မှုလှပမှုတွေနဲ့တူပြည့်နေနေတဲ့ဘောလုံးအသင်းတသေးရဲ့တမိုင်းเจ้าကိုမိတ်ဆွေတို့စိတ်ဝင်စားလာစိတ်ဝင်စားရင်ကျွန်တော်နဲ့တူဒီဗီဒီယိုလေးကိုဆောအောင်ကြည့်လိုက်ပါခင်ဗျာအားလုံးမိင်္ဂလာခင်ဗျာ Seven Star Sport Facebook Page နဲ့ YouTube Channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့ခံနာမှုအောင်မြင်မှုလှပမှုတွေနဲ့ပြည့်နေတဲ့ဘောလုံးအသင်းတသေးရဲ့တမိုင်းเจ้าအတူချုပ်လေးကို ပြသပေးချင်ပါတယ်ဒီတဲ့ကဘယ်တဲ့ဖြစ်မယ်လို့မိတ်ဆွေတို့ထင်ပါသလဲဟုတ်ပါတယ် Real Madrid တဲ့ပဲဖြစ်ပါတယ်ခင်ဗျ Bad look on your face You wonder if you're just taking up some ယ်မက်ဒရစ်တင်းကို1902ခုနှစ်စပိန်နိုင်ငံမက်ဒရစ်မြို့မှာစတင်တည်ထောင်ခဲ့ပြီးမက်ဒရစ်ဖော်ဘောကလပ်လို့အမည်ပေးခဲ့ပါတယ်1920ခုနှစ်မှာတော့73ဆမြောက်စပိန်ပြည်ရဲ့အဖော်ဆော်ကနေပြီး Royal Madrid လို့အမည်ပေးခဲ့ရတာကနေတစ်စစ်တစ်စစ်ပြောင်းလဲလာခဲ့ပြီးနောက်ဆုံးမှာ Real Madrid ဆိုပြီးဖြစ်လာခဲ့ပါတယ်ထို့သောရှေ့ခေတ်ကာလဘီယံများကပဲသူတို့အသင်းဟာတစ်ချိန်မှာအစိလာကြီးမားတဲ့ဘောလုံးအသင်းတစ်သင်းဖြစ်လာလိမ့်မယ်လို့ယုံကြည်ခဲ့ကြပါတယ်ခင်ဗျာ တို့အသေးရဲ့အမှတ်စိတ်လိုကိုဟာစားတိတီထောင်စေကအံပေါ်တရန်ရှိပြီး၆ကြိတ်တည်းပြောင်းလဲခဲ့ရာ2000ခုနှစ်မှာပြောင်းလဲမှုရတက်ခဲ့ပြီးအခုလက်ရှိကျွန်တော်တို့မြင်နေကြလိုကိုတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ပြီး Real Madrid တေရဲ့အောင်မြင်မှုများမှာအဓိကကျတဲ့ Santiago Bernabeu ကွင်းကြီးကိုမိထားလို့မရပါဘူး။ Santiago Bernabeu ကွင်းကြီးကို1940ခုနှစ်မှာစတင်ပွဲလဲခဲ့ပြီးထိုကွင်းဟာကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့အထေကေအဖြစ်ဆိုကွင်းကြီးတွေကတစ်ခု ဖြစ်လာခဲ့ပါတယ်။ဘာနီဘီကွေ့ကြီးဟာ1950 1980 2010ခုနှစ်တွေမှာ UEFA Champions League ဘောလုံးပွဲကို၃ကြိမ်တက်တိုက်အဲခါကစားခဲ့ပါတယ်။2023ခုနှစ်မှာတော့မိုးလုံလီလုံးပေါ်ရ60 AED စခွေနဲ့နောက်ဆုံးပေါ်နီးပညာတွေများစွာထည့်ထားတဲ့ကမ္ဘာပေါ်မှာအလပဆုံးဘောလုံးပွဲတစ်ခွေအဖြစ်ပြုပြပြောင်းလဲခဲ့ကြပါတယ်ခင်ဗျာ။1950ခုနှစ်မှာတော့ Real Madrid အသေးဟာဘောလုံးဂျူသားတွေနဲ့ပြင်းထန်လာခဲ့ပြီး အဖရက်ဒိုဒီစတီဖာနိုဖရန့်စ်ပေါက်ကက်တို့လူကစားသမားတွေနဲ့ဦးဆောင်ပြီး1956ခုနှစ်မှ1960ခုနှစ်အထိ European Cup အခုလက်ရှိ UEFA Champions League ကိုငါးကြိမ်ဆက်တိုက်ရယူနိုင်ခဲ့ပြီးထိုအောင်မြင်မှုအပဲ Real Madrid အသင်းကိုကမ္ဘာအကောင်ဆုံးဘောလုံးအသေးဖြစ်လူအများကသတ်မှတ်ခဲ့ကြပါတယ်27ရာစုအစောပိုင်းမှာတော့ Real Madrid အသေးရဲ့ဥက္ကဋ္ဌ Florentino Pires က Clasico Project ကျယ်စီစုစီမံခဲ့ကိုစတင်ခဲ့ပြီး ကစားသမားကောင်းအများစွာကိုဝယ်ယူခဲ့ပါတယ်ဇီနေဒီဇီဒန်ရော်နယ်ဒိုနာဇာရီယိုဒီဘက်ဘက်ကန်လူဝဲဖီဂိုတို့လိုနာမည်ကြီးစူပါစတာများစွာကိုခေါ်ယူခဲ့ပြီး2002ခုနှစ်ချန်ပီယံလိဂ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ဒီဘလောက်ကိုဇီဒန်ရဲ့လှပတဲ့ဗိုလီကာချက်နဲ့ရယူခဲ့တာကြောင့်ရီယယ်တေအတွက်မှတ်တရဖြစ်ခဲ့ပါတယ်ထိုကာလကရီယယ်မက်ဒရစ်တေဟာအခြားသေးတွေအတွက်ပုံရိပ်များစွာထိုးတက်လာခဲ့ပါတယ်ခင်ဗျ2009ခုနှစ်မှာတော့အသင်းသမိုင်းအတွက်ရေးပါဆုံးတဲ့ အောင်မြင်မှုအများဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ခွီစီယာနိုရိုနယ်ဒိုရောက်ရှိလာခဲ့ပါတယ်။ခွီစီယာနိုရိုနယ်ဒိုဟာအသေးသမိုင်းမှာဂိုးသွေးအများဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီးသွေးကူပေါင်း450တကူထိသွေးယူနိုင်ခဲ့ပါတယ်။နီးပြဇင်နေဒီစီတာရဲ့ဦးဆောင်မှုနဲ့အတူနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ခွီစီယာနိုရိုနယ်ဒိုကာရက်ဘေးကာရန်ဘေဇီမာတိုနီခရူးလူကာမိုဒရစ်ဆာဂျီယိုရာမိုးနဲ့မာဆယ်လိုတို့စုဖွဲ့ထားတဲ့ရီယယ်မက်ဒရစ်အသင်းဟာ2014မှ2018 9နှစ်တာကာလအတွင်း UFA Champions League ဖလောက်ကို၄ချိန်အထိရယူနိုင်ခဲ့ပြီး2016 17 18ဆိုပြီး၃ချိန်ဆက်ရယူနိုင်ခဲ့တဲ့အသေးဟာကမ္ဘာပေါ်မှာ Real တသင်းသာရှိခဲ့ပါတယ်ခင်ဗျာ Real Madrid တည်းရဲ့အောင်မြင်မှုစုဖလာများစွာကိုကြည့်ရမယ်ဆိုရင်တော့ UFA Champions League 15ချိန်စပိန်လာလီဂါဖလား36ချိန်ကိုပါဒေဝေးအချိန်20 FIFA Club World Cup 5ချိန် UFA Super Cup 6ချိန် စပိတ်စူပါကတ်73ကြိမ်နဲ့အခြားသောစုဖလားပေါင်း100ကျော်ရရှိထားပြီးဒီပမာဏဟာဘောလုံးသမိုင်းမှာစုဖလားအများဆုံးအသေးဖြစ်ရပ်တည်ထားနိုင်ခဲ့ပါတယ်။ယနေ့အချိန်မှာတော့ Real Madrid အသင်းဟာရခင်ကဲ့သို့သူတို့အသေးရဲ့အောင်မြင်မှုများစွာကိုဆက်လက်ဖန်တင်နေစေဖြစ်ပါတယ်။နီးပြခွာလောက်အက်ဆလိုတီရဲ့လက်အောက်မှာ Kylian Mbappe, Vinicius Junior, Jules Fellaini တို့ဦးဆောင်တဲ့အစုအဖွဲ့ဟာ Real Madrid အသေးရဲ့အောင်မြင်မှုတွေကိုဆက်လက်တူဖော်နေစေဖြစ်ပါတယ်။ ရေမတွေ့အသင်းဟာဘောလုံးအသင်းတစ်သင်းနေနဲ့မဟုတ်ပဲ၎င်းဟာခံနာမှုအောင်မြင်မှုလှောက်ပမှုတွေကိုကိုစားပြုပြီးအဖြူရောင်တတ်သားတွေနဲ့ဘောလုံးကပါတီတီ၍တည်ရှိနေလိမ့်မည်ဖြစ်ကြောင်းဟာလာမတွေ့ဆိုတဲ့ဇက်ကလောလေးနဲ့အစိုးတတ်ချင်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ကျွန်တော်တို့ရေမတွေ့အသင်းကြီးဟာအဲအခုလက်ရှိကျွန်တော်တို့ဖြစ်ပေါ်နေတဲ့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံငလျင်တာတဲ့ပြည်သူများအတွက်ပေါ့နော်အဲစာတေးပေးုံနဲ့မဟုတ်ဘဲနဲ့ ဘောလုံးကွေးကြီးထဲမှာတမီနဲ့တိတိငြိမ်သက်ပြီးတော့မလေးဒါသိပ်ပြည်သူများနဲ့အတူရှိကြဖို့ပြသခဲ့တဲ့ပထမဦးဆုံးဘောလုံးအသေးဖြက်ကျွန်တော်ခေါ်ယူဝိကျော်စွာတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲဝေယောက်ကြည့်ရှုပေးတဲ့ညီကောင်မတယောက်ကြည့်စီအားလုံးကိုကျေးဇူးများတင်ပါတယ်မိတ်ဆွေတို့အနေနဲ့ဘောလုံးဝတ္ထနာပါတဲ့လူတယောက်ဖြစ်လို့ရှိရင်ကျွန်တော်ရဲ့ service staff spot facebook page နဲ့ youtube channel လေးကို follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဒီကနေ့တစ်စိမ်းနောက်ဆုံးရနိုင်ငံတကာဘောလုံးအားကစားသတင်းများနဲ့ ဘောလုံးလောကရဲ့ပုဒ်ရများကြောင့်ကျောင်းအင်းနဲ့စေစဲမပြတ်တိဆက်ပေးပေါ်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့မြော်ပြည်သူမြော်ပြည်သားများအားလုံးစိတ်ချသာခြင်းကိုယ်ရေးချမှတ်ခြင်းနဲ့ပြည့်စုံပြီးငလျေဘေးဒဏ်မှာအမြတ်ဆုံးလွန်မြောက်ပါစေကြောင်းဆုမောကောင်းတောင်းအပ်ပါတယ်ခင်ဗျ။နောက်ဗီဒီယိုမှာအားလုံးပြန်လည်ဆုံတွေ့ကြပါမယ်။